ားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်တို့အနေနဲ့ Trend မြန်မာဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းတောင်းလာပြတဲ့ခီးစဉ်တွေကိုအထက်ထားမျှဝေပြတာဖြစ်ပါတယ်အခုကဒါ Episode 85ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်အဲ့လိုပဲ Around Mandalay ရဲ့အပိုင်း17လို့လည်းပြောလို့ရပါတယ်ဒီပိုင်းမှာကတော့ Mandalay မဟာစန္ဒာမုနိဖျားရဲ့စပြက်ပွဲပြင်ကွင်းနေနဲ့ မန္တလေးငလျင်ကာလာအတွင်းပြိုကျပျက်စီးခဲ့ရတဲ့မြေငွေတွေကိုပေါင်ဆက်မြောက်ရေးသွားမှာဖြစ်ပါလေဗျ။ကုဒီမဟာဆန္ဒမုဏိဖရာကမန္တလေးစကိုင်းကာလန်တိုင်းသွားလို့ရှိရင်သူကအမရပူရာမြို့နယ်မှာကျူးစုပါဤဆိုတဲ့ဆိုင်ဖို့မရောက်ခင်နားလေးကြလို့ရှိရင်သူကဘဲဘက်ကိုချိုးပြီးဝင်ရတာဖရာဝင်းကအမရပူရာခက်ကအတိုင်းပဲအုတ်တိုင်းမဟုတ်ဘူးရှိတယ်ပြီးတော့ မဟာရန်တိုင်းကလည်းနေရာအများစုကျန်နေသေးတယ်။ဖျားပြေဝုံထဲမှာကမဟာဆန္ဒမုနိဖျားကြီးရဲ့ပြီးသွားလို့ရှိရင်ရဟန္တာ80ခုတွေရဲ့ပြီးရင်ရှေးဟောင်းတမိုင်းဝင်ကံတော်မင်္ဂလာရဲ့တည်ရှိတယ်။အတွင်းဘက်မှာကရဟန္တာရုပ်ထုတွေထားတဲ့အုတ်ပြတ်သက်အများစုကတော့ပြူကျပျက်စီးနေပြီဖြစ်တယ်။ရေကန်ကြီးပတ်ချမ်းမှာရှိတဲ့အုတ်ပြတ်သက်တွေရှိမှာကတော့အုတ်စီလန်ခင်းထားတယ်။အုတ်ပြတ်သက်တွေနဲ့ထနှောင်းမင်းတွေကတော့အလွန်ပနာရတဲ့ရှုခင်းပေါ့။ ဒီဆန္ဒမုနီရုပ်ကွာတော့အမိရလာတာကသူကနောက်ခံအကြောင်းရှိတယ်ဘိုးတော်ဖခင်ကမင်းကုန်းပထိုးတော်ကြီးကိုတီဆောက်တာကိုကြီးချက်ဖို့အတွက်မင်းကုန်းအလေကျွန်းမှာယာယီနန်းတော်ဆောက်လုပ်ဆံမြန်းနေချိန်9ရက်ဧပြီ1803မှာဆန္ဒမုနီရုပ်ကွာတော့ကိုတွန်းလုပ်တယ်တန်ပိတ်တာချိန်1368ခုနဲ့တန်စင်းတူတော်သူကရှားပါးတဲ့စင်းတူတော်မျိုးပေါ့29စက်တင်ဘာ1855မှာဆန္ဒမုနီရုပ်ကွာတော်နဲ့ရဟန္တာရုပ်ထုတော်တွေကိုအမရပူရကိုရွှေပြောင်းပင်ဆောင်တယ်ပြီးတော့ဘာကြီးတော်ဖခင်စကိုင်းမင်းလက်ထက်မှာ နေပြည်တော်ကိုအင်းဝါကို ပြန်ရွှေ့ပြီးတဲ့နောက်စနစ်ဩဂတ်1829မှာဆန္ဒမွနီရုပ်ပွားတော်နဲ့ရဟဏရုပ်ထုတော်တွေကိုအင်းဝါကိုပင်ဆောင်ကူးွယ်တယ်။ဗာကြီးတော်ဖရာကိုနန်းချပြီးတော့တာဝရီမင်းတက်လာတော့ဆန္ဒမွနီရုပ်ပွားတော်နဲ့ရဟဏရုပ်ထုတော်တွေကို17စက်တင်ဘာ1838မှာအမရပူရကိုပြန်လည်ပင်ဆောင်တယ်။ မင်းတို့မင်းကတခါ6ဂျွန်1860ခုမှာဆန္ဒဝန်ကြီးရုပ်သွားတော့ကိုမန်လေးကိုပင့်ဆောင်တယ်။တဘောကတော့အဲ့ဒီဘရင်တွေအားလုံးကသူတို့နန်းတော်ရှိတဲ့နေရာကိုဒီရုပ်သွားတော့ကိုပင့်သွားကြတဲ့သဘောမျိုးပဲ။ဒီလိုနဲ့မြင်းကွန်းမြင်းခွန်တိုင်းအရေးမှာအင်ရှိဆန်ခနောင်မင်းသားမင်းတို့မင်းရဲ့သားတော်မလွန်မင်းသားပြင်စီမင်းသားနဲ့စကုမင်းသားတို့လှုပ်ကြံခံရပြီးတော့ကြာဆုံးတယ်။အဲ့ဒီချိန်တုန်းကမင်းတို့မင်းကမန်လေးနန်းတွင်နန်းတော်ကြီးကနေပြီးတော့အခုဆန္ဒဝန်ကြီးဖျားတရှိနေတဲ့နန်းမြေဘုံသားအမည်နဲ့ယာယီနန်းဆောင်ဆောက်ပြီးဆန်နေတဲ့အချိန် ဲ့မြင်းကုန်းမြင်းကုန်းတန်ရေခင်းပြီးတော့နမ်းမြေပုံသားနန်းတော်ကိုဖြတ်သိမ်းပြီးတော့နန်းတော်ဟောင်းနေရာမှာကနောင်မင်းသားမလုံမင်းသားပြင်စီမင်းသားနဲ့စကုမင်းသားတို့ကိုခုသွင်းသိမ်းယူတယ်အဲ့ခုရီရဲ့နှစ်တောင်အကွာမှာဂန္ဓာဂရီတိုက်ဆောက်တယ်ဆောက်ပြီးတော့ဒီအမရပူရာကဆန္ဒမုနီချုပ်ဘွားတော်ကိုပစ်ဆောင်ထားရှိကိုးကွယ်ပြီးဇေဒီတစုတည်တယ်အဲ့ဇေဒီကိုနမ်းမြေပုံသားဆန္ဒတော်ရာဆန္ဒမုနီဇေဒီတော်လို့ဘွဲ့မိပေးတယ်အဲ့ဒါကမျိုးတွေကပါအခုဒီဟာကကြတော့အမရပူရာထိတ်မှရှိတယ်ဘိုးတော်ဖေကောင်းမှုမဟာဆန္ဒမုနီဖေယား ပြီးတော့သူကဒီမှာရေခံကြီးတစ်ခုရှိတယ်ဒါကဒီဖျားရဲ့တင်ကြတစ်ခုပဲနာမည်ကျော်သူကနှစ်ပေါင်း230ကျော်ရှိတဲ့ရှေးအောင်ရေခံကြီးတရေခံကအမရပူရမျိုးဒီနန်းဒီဘရုံမင်းတရားကြီးလို့ခေါ်တယ်ဘိုးတော်ဦးဝိုင်းကမြန်မာတက်ကရစ်1146မှာစတင်တူးဖို့ဆောင်ရွက်ခဲ့တဲ့ရှေးအောင်တမိုင်းဝင်ကန်တော်မင်္ဂလာလို့သိရပါတယ်သူကအဲ့ဒီမှာတော့သူကအုတ်ချက်ပေါင်းကဆယ်ဂရီ9,850ချက်ရှိတယ်လို့သိရပါတယ် ူကအတွင်းတတိုင်းနဲ့အပြင်တတိုင်းဆိုပြီးတော့တတိုင်းနှစ်ထပ်ကာရန်ထားပါတယ်အပြင်တတိုင်းကအလျား124ပြီးရှိပြီးတော့အတွင်းတတိုင်းကအလျား89ပြီးဖြစ်ပါတယ်အတွင်းတိုင်းရဲ့တောင်း၄တောင်းမှာဇေဒီတဆူစီတီထား၉ွယ်ပါတယ်။အပြင်တိုင်းကနေပြီးတော့ အတွင်းတစ်တိုင်းအထိလေကရစ်ပေါင်း16ထစ်ရှိပြီးတော့အပေါ်တစ်တိုင်းလေကားအောက်ဆုံးအထက်နဲ့အတွင်းတစ်တိုင်းအကြားမှာ9ဘီကန်ခြေတဲ့ဈေးညံပတ်လန်းရှိပါတယ်ဈေးညံပတ်လန်းကနေပြီးတော့အောက်ရေပြင်အထိသူက35ဘီနဲ့ပြီးတော့အထက်တစ်တိုင်းမြေပြင်ကနေပြီးတော့အောက်ရေမျက်နှာပြင်အထိဆိုလို့ရှိရင်55ဘီကန်နဲ့တယ်လို့သိရပါတယ်ဒီကန်တော်ရဲ့ဘေးမှာကအခုလိုထနောင်းပင်တွေရှိတယ် ကျွန်တော်ဘက်ကနေလှမ်းကြည့်လိုက်လို့ရှင်ဟိုရဟန္တာဂူတွေဟိုဘေးဘက်ကဟာတွေ啊လीပြီးသားရင်ဒီကန်တော်မင်္ဂလာရဲ့ထူးခြားချက်ကသူက12ရာသီကာလပတ်လုံးရေမပြတ်ထွက်နေတာမျိုးဖြစ်ပါတယ်ကန်တော်မင်္ဂလာကို286000ခွန်မှာဆန္ဒမဏိကျောင်းတိုင်ဦးစီးပဒနာဆရာတော်ဗရဏနန္ဒီယမြို့နယ်တန်ကနိုင်ကဦးဆောင်ပြီးတော့ဘောဘကအဖွဲ့ဝင်တွေယနေ့ရဝေးကုသူပြုသူတွေစုပေါင်းပြန်လည်ပြင်ဆင်ခဲ့ကြတာဖြစ်ပါတယ်62000ခွန်မှာပြီးစီးခဲ့တယ်လို့သိရပါတယ် အခုကျတော့ဒါကသူကဟိုပါလေဒီဖေရမှာဒီနေရာလေးကသူကနာမည်ကြီးတယ်ဗျာနာမည်ကြီးတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဟိုပါကျွန်တော်ဒီဒီဒီအခုဒီလိုထီးလေးနေနဲ့အာဓာတ်ပုံရိုက်ကြတာတို့ပြီးသွားလို့ရှိရင်အဲ့ဒီဟိုရုပ်သေးရုပ်တွေလေဒါကပကံမာတို့ဒါကဖျားတွေမှာလှုပ်လေးလှုပ်တာရှိတယ်မြင်ကွင်းလေးတွေပေါ့ဒါပေမဲ့ဒီဘက်မန္တလေးမှာတော့အခုဒီဖျားမှာတော့အဲ့ဒီမြင်ကွင်းမျိုးမြင်ရတယ်ဘိုးတို့ဖျားလက်ထက်တွေကတည်ထားခဲ့တဲ့ရှီအောင်တမိုင်းဝင်ဖျားတစုဖြစ်တဲ့အတွက်ဒါက အာဘာသာရေးအရာပဲဖြစ်ဖြစ်ယဉ်ကျေးမှုဒလိယဉ်ကျေးမှုပချံအရာပဲဖြစ်ဖြစ်ဒါတန်ဖိုးကြီးရဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီမှာရှိနေတဲ့ဒီဥမေလှိုင်လေးတွေတဲကမှလည်းအခုလိုမျိုးတီထားကုတ်ဝဲမှုလေးတွေတွေ့ရပါတယ်ဒါကရဟန္တာကူလေးလို့ခေါ်တဲ့နေရာလေးပေါ့ ဲ့ဒီတွေကတော့ကျွန်တော်တို့တွေ့ရတဲ့လောက်ကတော့လေသူကအတော်များများကတော့ဟိုပါဘို့မူရင်းအတိုင်းရှိမနေတော့ဘူးလို့ပြောရမှာပေါ့တေးကြနောက်တစ်ခုကဒီနေရာမှာကောင်းတာကအဲ့ဒီဒီတပင်အုပ်ဆိုင်နေတာဒီဒီမှာကြည့်ဒါဒီနေရာတွေကတော့ဒါကဟိုဓာတ်ပုံရိုက်ကြတဲ့လူတွေအဖို့ကတော့ဒါတကယ်နေရာကောင်းပေါ့ အဲပြီးတော့ဒီမှာတနခါလိမ့်ပြီးကြတာလည်းရှိတယ်ဒီမှာကလေမန္တလေးနဲ့ပုဂံစကိုင်းစတဲ့နေရာတွေမှာကတော့အခုနောက်ပိုင်းဒီလိုမျိုးတနခါကြောက်ပြင်ကြီးတွေနဲ့အာတနခါလိမ့်ကြတဲ့နေရာတွေကတော့အတော်များများလေးတွေ့ရတယ်ဗျအခုလိုမျိုးဒီလူကြီးမိဘတွေနဲ့ဒီလိုမျိုးလာကြတဲ့ရင်ခွင် ို့မဟုတ်တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေနဲ့လာကြတဲ့မြင်ကွင်းဘာပဲဖြစ်ဖြစ်ဒီလိုနေရာကိုလာကြတာဟာသဘောကျစရာပါအခုနဒန်းဆိုးပြီးတဲ့နေရာကြီးလည်းရှိတယ်ဗျာဒီပါအဲ့ဒန်းပကြီးနဲ့ပတ်သက်လို့ကျွန်တော်တို့တစ်ခါမှတေချာတော့လေဟိုကမဖြစ်ဘူးဘယ်လိုပြောရမလဲအဲမှတ်တမ်းမတင်ဖြစ်သေးဘူးဖြစ်နေတယ်သူဝင်ကအခြေကြီးပဲဗျ။ အခြေကြီးပဲပြီးတော့ဒီလိုမျိုးနားနေဖို့ဇယက်တွေကလည်းသူကတော်တော်များများရှိတယ်ရှိတဲ့ခါကျတော့အာလူများများနဲ့မိသားစုများများနဲ့အဖွဲ့လိုက်ပြီးလာကြတဲ့လူတွေအဖို့လဲဒါကသူကနားနေစရာနေရာလုံလုံလောက်လောက်ရှိတယ်လို့ပြောရမှာပေါ့တော့ဒါတော့မဟာဆန္ဒဘုရောဖျားတဲ့တယ်မဟာဆန္ဒမုဏိဖျားလို့ခေါ်တယ်ပေါ့ သူကအခုနောက်ပြောတယ်ဟိုအထက်မှာကတော့အောင်မြေဘုံသာလားအဲအဲဒီဆန္ဒမွနီဖရာတစုရှိသေးတယ်ဗျအခုနောက်ပြီးတော့ဒီမှာဒီဖရာမှာနောက်ထပ်နာမည်ကျော်တာတခုကဒီထနောင်းမင်းနေဒီထနောင်းမင်းနေရဲ့ဒီနေပေါ့ထနောင်းမင်းကငကိုတဲကူကသူ့တီနေဘုံကအာပချီဆန်တယ်လို့ပြောရမှာပေါ့အဲ့ဒီထဲမှာမှာအခုဒီမှာရှိနေတဲ့ထနောင်းမင်းတွေကပို့ပြီးတော့ကိုပဲသူကအာတုတ်ဝင်တယ်သူ့ပုံစံလေးတွေကိုကြည့်လိုက်อืมဒီမှာဆိုလဲဒါတပုံရိုက်နေကြတာ ဲ့နာမကဟိုဘက်ဘေးမှာရှိနေတာတွေကအခုဒါဒီထနောင်းမယ်နေထနောင်းမယ်နေပြီးတဲ့ဟိုဘက်ဘေးမှာရှိနေတာကယဟန္တာဂူလီလို့ခေါ်ကြတဲ့နေရာပေါ့အဲ့ဒါနဲ့ပတ်သက်တဲ့အသေးစိတ်မှတ်တမ်းတော့ကျွန်တော်တို့အသေးချာမသိဘူးပြပါရဟန္တာ80ခုလို့ခေါ်တာလေဒီမှာကြည့်ဒီဒီမြေငွင်းဆိုလို့ရှိရင်ဒီမှာကြည့်ဘလောက်ပကြီးဆန်လဲဆိုတော့နော်သူပကြီးဟိုကျွန်တော်တို့အာဘာလဲဟိုဓာတ်ချစ်ပကြီးလားအဲ့လိုဟာမျိုးနဲ့ဆွဲလို့ရှိရင်လေတော်တော်လှမယ်နေရာလေးတွေပဲဒီလိုနေရာတွေကလေ ဒါချစ်ကြီးရဲ့သဘောကတော့ဒီလိုတပင်းရဲ့အလိန်အကောက်အထွန်းလေးဆိုတားကောင်းတာ။နောက်ပြီးတော့အခုဒါရန်နာအခုနပြောရရန်နာ80ခုပေါ့။ဒီခုတွေကတော့တော်တော်လေးပျက်စီးနေတယ်ဗျာအချို့ခုတွေဆိုဒီမှာကြီးခုအတွင်းပိုင်းကိုကြည့်ရင်ဒီလိုမျိုးအဲ့လိုမျိုးအထဲမှာတော့ကျွန်တော်ဒီလိုမျိုးတပတ်လေလုံးအပြည့်တော့လိုက်မကြည့်ဖြစ်ဘူး ဒါပေမဲ့သူကတော့သူသူသူ့မှတ်တမ်းရတော့ရဟန္တာ80ဂူလို့ခေါ်တာဖြစ်တဲ့အတွက်ဂူ80လောက်ရှိလိမ့်မယ်ထင်တယ်ဗျအဒီမှာဒီ1 2 3 4 5 6ပုံ90ထင်တယ်ခုနအာဝါလေးဆိုလဲဒါကဖျားကိုအခုဒီကနေပြီးတော့လှမ်းမြင်ရတဲ့မြင်ကွင်းအခုဒီလိုမျိုးလှမ်းမြင်နေရတဲ့မြင်ကွင်းဒီမြင်ကွင်းတွေက ကျွန်တော်တို့အဲ့ဒီလိုအချိန်တုန်းကတော့ဒါကအဲပျောက်ပြတ်သွားမှာမဟုတ်တဲ့တော်ယုံတန်ယုံနှစ်အပိုင်းအတွင်းမှာဆုံရှုံသွားเสียမှာရှိတဲ့မြင်ကွင်းတွေလို့ရေပုံရအဖြစ်ယုံကြည်ခဲ့ကြတာပေါ့ဒီမှာဆိုလို့ရှိရင်အော်ရှင့်ပြဟိုးမှာတက်လာဒီဘက်မှာအဲ့ရှင့်လေးကြီးလည်းပေါ်နေတာဒီကောင်းလေးဒီမှာဒီမှာအဲ့အမိုးပေါ်မှာလေတွေ့လားဒါကကျွန်တော်တို့ဒီဘက်အထွက်ပတ်ချက် တော့ချမ်းစလို့ရှိရင်အခုဒီလိုမျိုးမြင်ရတယ်ဒါကဟိုးတုံးတွေကရှိခဲ့တဲ့အာမဟာရန်တတိုင်းရဲ့အပိုင်းအစတွေပေါ့ခုနအဝင်မုတ်ပေါ့ဒီလိုဖျားစီတွေရာညောင်းနိုင်ငံမှာ2025မတ်လ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်းမှာဒီလိုမျိုးဖြစ်သွားတယ်ဗျ ဒါကကျွန်တော်တို့ဟိုဒီအခုဒီဗီဒီယိုနဲ့အချို့မြင်ကွင်းတွေကလေအာသူ့မူရင်းရိုက်ကူးထားသူတွေစီကကျွန်တော်တို့ဒါအာမျှဝေယူငင်ခြင်းဖြစ်ပါတယ်ဗျလေးစားစွာ credit ပေးပါတယ်ဒီမှာကြည့်အခုဒီလိုမျိုးတွေပျက်စီးကုန်တယ်ဒါဆိုလို့ရှိရင်ဒါကအခုနာရဟနာဂူတွေပဲငကူတွေကရဟနာဂူတွေရဲ့အခြေအနေကအတော်လေးရှင်းရိုင်နေတဲ့အခြေအနေရှိတာဟုတ်ဆိုတော့တိုးတော်လဲပို့ပြီးတော့နှျောစရာကောင်းတာကတော့ခုနဒီဖျားကြီးပေါ့ ဘာသနာမဏိဖရာကြီးဆိုလို့ရှိရင်ဒါကတော့ဒီမဟုတ်ဦးပချမ်းနဲ့အဟိုအဝင်ပချမ်းတွေဟိုမှာကြည့်ဇေတော်ကအာဇေတော်ကဘလို့ဖြစ်သွားလဲဆိုတော့ထပ်ပိုင်းကျိုးသွားတယ်လို့ကိုပြောရမှာဗျထပ်ပိုင်းကျိုးသွားတယ်ပြီးတော့ဘေးမှာရှိနေတဲ့အခုဒီရဟနာကူတွေဆိုလို့ရှိရင်လည်းစူစူရွာထိခိုက်သွားတာတွေရှိတယ် ဒါကတော့ဟိုဘယ်လိုမှပြန်အစားထိုးလို့မရတာမျိုးပေါ့။ဥမာပြန်ဘာသာရေးအရာဆိုလို့ရှိရင်တော့ဒါကကျွန်တော်တို့ကအာပြန်ပြီးတော့တိဆောက်လိုက်လို့ရှိရင်ဒါဖျားစီဒီပြန်ဖြစ်သွားတာပေါ့။တိုးတော့ရှေးဟောင်းဖျားတော့ပြန်မဖြစ်တော့ဒီလိုမျိုးဒါကမဟုတ်ဘူးဒီအခြေအနေကအဲ့လိုမျိုးတွေထိခိုက်သွားတယ်။ဖျားစီဒီကခုနဟိုးအပေါ်ထုံးဝက်တော့ပြစ်မှာပေါ့။ ပြစ်စင်အထက်ခေါင်းလောင်းတော်ရဲ့အပေါ်ဘက်ခြမ်းကနေစပြီးတော့ဒီလိုမျိုးထိခိုက်သွားတာ哦။ Okay ကျွန်တော်တို့ဒီအပိုင်းညဝေခြင်းကတော့ဒီမြာပဲဖြစ်ပါလေဗျာပုံမှန်အဖြစ်တော့ကျွန်တော်တို့ around ဆိုတဲ့အစီအစဉ်ကမြို့တွင်းကိုပတ်လည်လှည့်ကြည့်တာဖြစ်ပေမဲ့ဒီမှာကတော့မူရင်းခြေတွေနဲ့အခုလက်ရှိဖြစ်ပွားခဲ့တဲ့အခြေအနေတွေကိုပြန်လည်ပြီးတော့ပေါင်းစပ်ညဝေခြင်းဖြစ်ပါလေဗျာအခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်